ဒီကနေ့အတွက်ပြည်တွင်းမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာမုတ်တုံလင်းအားကောင်းရာမှာအားလွန်ကောင်းနေပြီးကပ်ပလီပင်လယ်ပင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလင်းအားကောင်းနေပါတယ်။ဒီကနေ့မွန်းတဲ့ချိန်ထိခမ်းမတ်ချက်အနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာနေရာကျဲကျဲမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထစ်ချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထ က်ပိုင်းအေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရေမူးကြီးနိုင်ပါတယ်ရွာရွာနှုံးပြေဖြစ်ပါတယ် မိုးတိမ်တော်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တော်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တော်များရွေရှားရာနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထိပ်ချုံခြင်းမိုးကြိုးပြစ်ခြင်းတရက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုထားပါသည် မြမပင်လယ်ပြင်အခြေအနေကတော့မြမကမ်းရိုးတန်းတက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးပါမယ်မိုးတက်လေပြင်းကြခြင်းရေပြင်းမြေပြင်းလေဟာတနအီလရင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြမကမ်းရိုးတန်းတက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှဆက်နက်ပေးကမ်းရှိနိုင်ပါတယ်။ ။နောက်နေ့အတွက်ခံမှန်းချက်အနေနဲ့ကတော့ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ နေပြည်တော်နဲ့ဤတဝိုက်အတွက်ဒီကနေ့မိုးတဲ့ချိန်ထိခမ်းမတ်ချက်အနည်းငယ်ကတော့မိုးတဲ့ချိန်နဲ့ချိန်ထိချုံရွာပါမယ်ရွာရဲရာနှုန်းပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့ဤတဝိုက်အတွက်ဒီကနေ့မိုးတဲ့ချိန်ထိခမ်းမတ်ချက်အနည်းငယ်ကတော့မိုးအထင်အထင်ထိချုံရွာပါမယ်ရွာရဲရာနှုန်းပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့ဤတဝိုက်အတွက်ဒီကနေ့မိုးတဲ့ချိန်ထိခမ်းမတ်ချက်အနည်းငယ်ကတော့နေရာကွက်ကြားမိုးထိချုံရွာပါမယ်ရွာရဲရာနှုန်းပြည့်ဖြစ်ပါတယ်ရှင်။